ရခိုင်ပကိုးနေဆက်ကရိုးမပေါ်မှာတက်ဆွဲထားတဲ့ညောင်ကျိုးစခန်းကိုအရခတတော်အေအေဥဆောင်တဲ့တော်လန်ရဲတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပြီးစစ်ကောင်စီတပ်သား30လောက်ကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့အေအေနဲ့နှိစက်တဲ့စီရဲတရင်ရင်မြစ်တယောက်ကနရီစီယာကိုအတီးပြုပြောဆိုပါတယ် ပဲခူးတိုင်းပန်းတော်မျိုးနဲ့ဥရှိပင်မျိုးအနီးရိုးမပေါ်ကညောင်ကျိုးစခန်းဟာစစ်ကောင်စီအင်အား300လောက်နဲ့တက်ဆွဲထားတဲ့တက်စခန်းတစ်ခုဖြစ်ပြီးအီအီဥဆောင်တဲ့တော်လန်ရီပူပေါင်းတပ်တွေကမလ13ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲအတွင်းကစစ်ကောင်စီရဲ့စစ်ကြောင်းမှုအပါအဝင်အင်အား30လောက်အရှင်ဖမ်းဆီးရမိခဲ့ပြီးတချို့ကတော့ကစင်ကလေးအထွက်ပြေးနေတယ်လို့လဲစီရေးတရင်ရင်မြေကပြောဆိုပါတယ် ညောင်ကျိုးစခန်းသိမ်းတပ်ပွဲအပြင်းထန်ဖြစ်ပွားနေစဉ်မလ12ရက်နေ့ကလည်းအဲ့ဒီစခန်းကဗျူဟာမုံဥဆောင်တဲ့တပ်ဖွဲ့ဝင်အင်အား90လောက်ဟာတက်ဆုတ်ထွက်ပြေးသွားတယ်လို့သိရပါဗျ။လက်ရှိမှာအာရခတ်တော် EA ရဲ့ထုစစ်ဟာရခိုင်နဲ့နေနမိတ်ရှင်ထိစပ်နေတဲ့ပဲခူးတိုင်းမကွေးတိုင်းအီယာဝတီတိုင်းတွေအထိကြီးပြန့်လာနေပြီးလက်ရှိအချိန်အထိနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ရခိုင်ပဲခူးနေဆက်ရိုးမတချောင်းမှာလည်းနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ စစ်ကောင်စီတပ်တွေကိုအာရခတပ်တော် AA ကတခုပြီးတခုတိုက်ခိုက်သိမ်းပိုင်နေတာလည်းဖြစ်ပါတယ်အရခတက်တော် AA ကပဲခူးတိုင်းအတွင်းရခိုင်ယိုးမကစစ်ကောင်စီရဲ့မုထီတောင်စခန်းကိုလည်းပြီးခဲ့တဲ့ဇန်နဝါရီလ26ရက်နေ့မှာသိမ်းပိုင်နိုင်ခဲ့ပါတယ်။ဒါကြောင့်အခုသိမ်းပိုင်လိုက်တဲ့ညောင်ကျိုးစခန်းဟာပဲခူးတိုင်းအတွင်းဒုတိယမြောက်သိမ်းပိုင်လိုက်နိုင်တဲ့တပ်စခန်းလေးဖြစ်ပါတယ်။